မဲမင်္ဂလာပါရှင်ဒီနေ့မှာတော့ကျမတို့ငွေကြေးအကုန်ကြခံပြီးမှအဝယ်သုံးရတဲ့ဒီ application တွေဥပမာဆိုရင် Final Cut Pro ကိုခုပြပြပေးမယ်အဲ Blender Desktop ကိုပြီးွားရဆိုရင် Premium ဝန်ဆောင်မှုတွေပေါ့နော်ဟာဒီ Premium ဝန်ဆောင်မှုဆိုတာကြ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 တော့ဒီ Netflix တို့အ YouTube Premium တို့ Telegram Premium တို့အမျိုးအကြောင်းတွေကိုပြပြပေးပါမယ်အဲ view လေးပဲဖြစ်ပါတယ်ရှင် အဲဒီဗီယိုဘာကြောင့်အဆုံးတင်နားဆောင်တင်တာလဲဆိုရင်အဲကိုဝေသုံးဆန်းတော့မဲ့ application ဒါမှမဟုတ် VPN service တကူကကိုရဲ့ loyal channel တကယ်ပဲအဆင်ပြေကန့်ညီမှုရှိရလားအာဘလို့စွမ်းဆောင်ရေး feature ရေပါဝင်လဲအဲပတ်စံပေးရတဲ့တိုင်လားဆိုတဲ့ဟာကိုအသေးစိတ်သိရှိရမှာဖြစ်ပါတယ်အဲဒီဗီယိုကြည့်ပြီးမှအာကိုဝေမဲ့အဲ application ဒါမှမဟုတ် VPN ကအဲကိုနဲ့ကန့်ညီမှုရှိရလားဆိုတာသိရမှာဖြစ်ပါတယ်ရှင် အဲခုမျိုးဝယ်သုံးတင်လားမဝယ်သုံးတင်ဘူးလားဆိုရဲအဲ့ရဘူးတွေအဲတက္ကနိုလယီနဲ့ပတ်သက်တဲ့အကြောင်းအရာတွေကိုပုံမှန်နားထောင်ချင်တယ်ဆိုရင်တော့ကျွန်မရဲ့ YouTube channel လေးကိုလိုက်ရ subscribe လုပ်ထားပေးဖို့မမေ့ပါနဲ့လို့တောက်ဆိုရင်လည်းဒီ video လေးကိုစတင်လိုက်ကြရအောင်အဲဒီအကွာဒီမက် user သမားဆိုရင်ဒီ အမတ်300အကြောင်းမို့ဒီပြဿနာနည်းနည်းကြုံတွေ့ရလေးရှိရပေါ့နော်အဲအဲ့အားကြက်ကြက်တော့ဘာပြဿနာလဲဆိုရင်ဒီအမ်ဒီကိုတုံးကျင်တဲ့ဒီ application တွေကဒီ window only software ဖြစ်တာ ਈ ပေါ့နော်အဲ game တွေကို map ပေါ်မှာသုံးမရတာပဲဖြစ်တဲ့ပေါ့နော်အဲဒီနေ့မှာတော့ဒီပြဿနာကိုဖြေရှင်းပေးနိုင်မယ်အော်ဆရာ software တကူအကြောင်းကိုပြပြပေးပါမှာပါအဲ့အားကျတော့ဘာလဲဆိုရင်ဒီက parallel desktop ပါ အဲပထမဆုံးအနေနဲ့ဒီ parallel desktop ဆိုတာဗာလဲပေါ့နော်အဲ parallel desktop ဆိုတာကြာကြာရိုးရိုးရှင်းရှင်းပြောမယ်ဆိုရင်အဲကိုယ့်ရဲ့ဒီ Mac computer ထဲမှာပဲဒီနောက်ထပ် computer တူပေါ့နော်ပြောမယ်ဆိုရင် virtual machine လို့ခေါ်ရပေါ့နော်အဲ့ဒါကိုဖန်တီးပေးထားတဲ့ဒီ software တစ်ခုဖြစ်တယ်ပေါ့နော်အဲဒီဒီ virtual machine ထဲမှာဆိုရင်ကိုကအဲ့ဒီမှာတွင်းကျင်တဲ့အဲ Windows, Linux ဒါမှမဟုတ်အခြား operating system တွေကိုထွက်တွင်းမှာအသုံးပြုလို့ရရပေါ့နော် တော့ဘောက်တော့လာလဲဆိုရင်ဒီ virtualization လို့ခေါ်တဲ့နည်းပညာကိုအသုံးပြုထားတာပေါ့နော်ပြမဲ့ဆိုရင်ဒီဒီ Mac ကို reset လုပ်เสียမလို့ပဲ Net Mac on နဲ့နဲ့ window ကိုတစ်ပြက်နဲ့တည်းဖွင့်ထားမှအသုံးပြုလို့ရတယ်ပေါ့နော်အဲ့ဒီအဲ့ဒီဒီကောင်ကိုဝယ်ခြင်းနဲ့ဆိုရင်တော့ဒီဒီမှာဒေါ်လာပေးမှဝယ်လို့ရတယ်ပေါ့နော်အဲ့ဒီဘယ်ကနေတောင်းမလဲဆိုရင် အန်ဒီအက်စတိုရီယာနေပဲတခါတည်းတွိုင်းမှာတန်ထောင်းလို့ရပေါ့နော်အပလီကေးရှင်းကိုတော့တခါတည်းတန်ထောင်းလို့ရတယ်ဒါပေမဲ့ဒီအပလီကေးရှင်းကိုသုံးလို့မယ်ဆိုရင်တော့ဒီ parallel desktop account ရှိထားမှာသုံးလို့ရမှာပေါ့နော်အဲအဲ့ဒါဆိုရင်ဒီဒါဒီ parallel desktop လေးကိုစာရင်မှာအသုံးပြပြမယ်ပေါ့နော် ါဆိုရင်ခုနကဒီ window 11ကိုဖွင့်ထားတာပေါ့နော်အဲဒီမှာဒါဒီ platter store ရဲ့ပုံစံလေးပေါ့နော်ဒီ तू ကပိုအားသားချက်ကကြတော့အခြားဒီ virtual machine တွေနဲ့မတူဘဲနဲ့ဒီ အအသုံးပြုရပုံမှန်မြန်ဆန်တဲ့ဒီမတ်နဲ့လည်းနည်းနည်း comfortable ဖြစ်တဲ့လိုခံစားရရပေါ့နော်အအရင်ကဆိုရင်ဒီအ virtual machine တွေဖြစ်တဲ့ဒီ VMware တို့ Oracle virtual box တို့တွေတုံးရပေါ့နော်အသူနဲ့မတူတာကြာကြဒီ parallel desktop ကကြာကြကြာတော့ဒီသူကပတ်စံပေးရနဲ့တန်အောင်ပေါ့နော်ဒီမျိုးဒီမှာဆိုရင်မြင်ရမှာပေါ့နော်ဒီဒီကောင်တခါတဲ့ အဲ့ဒီ parallel desktop ကိုတခါတည်း install လုပ်လိုက်တာ ਨੇ ပေါ့နော်ဒီမှာဆိုရင်ဒီ map မှာဒီ folder တွေပါတယ်ပေါ့နော်ဒီ folder တွေကိုတခါတည်းဒီ window ပေါ်မှာတခါတည်းသူ့အောက်တန်းပါပေးဝါပေါ့နော်ဒီကောင်ရဲ့ဒီကောင်ကကျတော့သူ့ရဲ့ဒီကောင်ရဲ့အားသာချက်ပေါ့နော် parallel desktop ရဲ့အားသာချက်ဖြစ်တယ်ပေါ့နော်ဒီမှာဆိုရင်ဖွင့်ကြည့်လိုက်မယ်ဆိုရင်ဒီအဲထဲမှာဒီ မှတ်ထဲမှာပါတဲ့အတိုင်းပဲ define နေတခါတည်းဒီထဲမှာပါလာတယ်ပေါ့နော်အဲအဲ့ဒါဆိုရင်ဒီဘလို့သုံးဝင်လဲပေါ့နော်ဒီ parallel desktop ကိုဘာကြောင့်သုံးတင်လဲဆိုရဲအဓိကအကျိုးကျေးဇူးသုံးခုရှိရပေါ့နော်အဲဒီ window app တွေကိုသုံးနိုင်တယ်ပေါ့နော်အဲအဲကိုကဒီ AutoCAD သုံးတာ၄ Microsoft Access ဒါမှမဟုတ် Power BI ဒါမှ Power BI နေ ဒါမှမဟုတ် window only gain တွေကိုမပေါ်မှာတုံးခြင်းနဲ့ဆိုရင်တော့ဒါကတော့အကောင်းဆုံးနည်းလမ်းပဲဖြစ်တယ်ပေါ့နော်ပြီးရဲဆိုရင်ဒီဒီ software ရဲ့အထူးခြားဆုံးလောက်ချက်ကကြ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 တော့အာ coherence mode ပေါ့နော်ဒီ mode ကိုတုံးလိုက်တာနဲ့ဒီအဲ window ရဲ့ desktop ကိုမြင်ရမှာမဟုတ်ပဲနဲ့ဒီ window app တွေကိုဒီ mac app တွေလိုမျိုးသင်ရဲ့ဒီ mac desktop ပေါ်မှာဒီပြောင်းရွှေ့မှာအသုံးပြုနိုင်တာပဲဖြစ်တယ်ပေါ့နော်ပြောင်းရတဲ့ အရေးကြီးတဲ့တစ်ချက်လည်းရှိသေးတယ်။သူကကြကြကြတော့ဒီ Mac နဲ့အဲ battery ဒီ Mac နဲ့ပေါ့နော်ဒီအနောက်မှာရှိတဲ့ဒီ Mac နဲ့ဒီက Windows battery machine ကြမှာ file တွေကို drag and drop နေပြီးအလွယ်တကူကူးယူမျှဝေသုံးစွဲနိုင်တယ်ပေါ့နော်။အဲဘယ်လိုလဲဆိုဒီတခါတည်းဒီဖွင့်လိုက်တာနဲ့ဒီကောင်ကဒီဒီမျိုးတခါတည်းဒီ Mac မှာရှိတဲ့အတိုင်းကိုပဲလုံးဝတခါတည်းလှုပ်ဆွဲယူခဲ့ပေါ့နော်ဆွဲယူမှတခါတည်း မတ်မှရှိတဲ့ဟာအတိုင်းပြပေးနိုင်တယ်။ဒါမှမဟုတ်ဘူးဆိုရင်ကိုကဒီဒီထဲမှာမတ်မှကိုအောင်သွားအိမ်မှာ create လိုက်တယ်ပေါ့နော်။အဖိုင်တကူကို create လိုက်တယ်။အဲဒီမှာဆိုရင်အမ် create တော့ပဲနဲ့ဒီမှာဒီကောင်ကိုဒီကောင်ကိုပဲထည့်မှာလဲဆိုရင်ဒီ Windows 11နဲ့ဆွဲထည့်မယ်ပေါ့နော်။ Drag and Drop နဲ့ဆွဲထည့်ချလိုက်မယ်။အဲ Drag and Drop နဲ့ဆိုရင်ဒီမှာဆွဲထည့်လို့ရရပေါ့နော်။ပြီးွားရေးဆိုရင် နောက်တစ်တစ်ခုကကြာကြသူရဲ့ shortcut key တွေပေါ့နော် shortcut key တွေလည်းဒီနှစ်ခုလုံးမှာတွဲမှာအလုံးလုံးတယ်ပေါ့နော်ဘယ်မျိုးလဲဆိုရင်ဒီ browser တစ်ခုစီတွားလိုက်မယ်ပေါ့နော်အဲဒီနေရာမှာဆိုရင် chrome download ဆိုမှရိုက်ချလိုက်တယ်ပြရဆိုရင်ဒီကောင်ကို copy ယူကြည့်မယ်ပေါ့เนาะအဲ copy ယူတာကကြာကြတော့ဒီ ဝင်းတို့မှာလိုမျိုး control c လဲရရတယ်အဲ command c လဲရရပေါ့နော်ပထမဆုံးအနေနဲ့ control c နဲ့ ugv မှာအဲဒီမှာလာပေးချကြည့်လိုက်မယ် control v နဲ့ပေးချလိုက်လို့ရတယ်အဲဒါ ਉਹ ပဲဘလိုပြရင်မလဲဆိုရင်ဒီ download တကူကိုပဲယူမယ်ပေါ့နော် download တကူပဲဗာနဲ့ယူမှာလဲဆိုရင် command c မရဲ့ shortcut ဖြစ်တဲ့ command c နဲ့ယူခဲ့လိုက်မယ် ပြောရဆိုရင် common v နဲ့ပြန်လာပြချလို့ရတယ်အဲကြောင့်မို့ shortcut key တွေကဒီပလဲလဲပလဲလဲ desktop ပေါ်မှာဒီ shortcut key နှစ်မျိုးလုံးအလုံးလုပ်တယ်ပေါ့နော်ပြ UI ဆိုရင်ဒီ internet လည်းထပ်ချိတ်เสียမှာမလို့ဘောเนาะပလဲလဲ desktop ကကြကြတော့တခြား browser ရဲ့ version လိုမျိုးဒီမှာဆိုရင် तू က internet ကို share ਈ မှအသုံးပြုရပါရဲ့ပေါ့เนาะ အဲဒီအရေးကြီးဆုံးအချက်ကကြာကြာတော့ဘသူတွေအတွက်သုံးတင်လေပေါ့နော်အဲဒီ software ကဘသူတွေအတွက်အသင့်တော်ဆုံးလဲဆိုရင်အဲကြောင်းလူကြောင်းသားတွေအတွက်ပေါ့နော်ကိုကမှတ်သုံးမိမယ်ပေါ့နော်ဒီအဲဒီကိုက engineer တွေတမမတမမလို့ autocad software သုံးခြင်းတဲ့သူတွေအတွက်တင်လို့ရတယ်နောက်ကြစီးပွားရေးတမတွေပေါ့နော် အဒီ window only account တွေထွက်ထားတဲ့ business software တွေကိုတုံးချင်တဲ့သူတွေအတွက်တင်တော်တော့ပေါ့နော်ဘယ်လိုမျိုးဟာလဲဆိုရင် power bi တို့လိုမျိုးဟာကြီးအဲ wwa တမားတွေအတွက်ပေါ့ဘာဖြစ်လို့ wwa တမားတွေအတွက်လဲဆိုရင်အဲသူက os နှမျိုးလုံးမှာစမ်းသပ်စစ်ဆေးခြင်းတဲ့သူတွေအတွက်အသုံးဝင်နေပေါ့နော်အဲနောက်ဆုံးဒီကြားချက်နေကကြတော့ mac ကိုအဓိကတုံးချင်ပေမဲ့အ window software တွေကိုလည်းမဖြစ်မနေလိုအပ်တဲ့သူတွေအတွက်ဒီအဲဒီ parallel desktop ကိုတုံးတင်နေပေါ့နော် အဲဒီနေ့မှာတော့ဒီပလယ်လယ်ဓာတ်ဆော့ဆိုတာပါလေဘလို့အလုပ်လုပ်လဲဆိုတာကိုရှင်းပြပေးခဲ့ပါတယ်အဲကိုရဲမတ်ကိုပူမဆွမ်းဆောင်ရင်မစားအတုံးအတုံးပြုနိုင်မှုအတွက်အဲတကယ်ကိုအကောင်းဆုံးနည်းလမ်းတစ်ခုဖြစ်တယ်ပေါ့နော်အဲ comment မှာကိုမင်းချင်းနဲ့ဟာလီတွေမေးထားခဲ့လို့ရပါတယ်ဒီဗီဒီယိုလေးကိုတဘောကြားနေတက်တယ်ဆိုရင် like and subscribe လုပ်ဖို့မမေ့ပါနဲ့နော်နောက်တဲ့ဗန်နီးပညာအကြောင်းလဲအကြောင်းကိုတည်ချင်လဲဆိုတာပြပြပေးခဲ့ကြပါအောင်ရှင်